င်္ဂလာပါရှင်ဘာမခိတဲ့တဲ့ရင်ဌာနကနေအော်တိုဘလာ16ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့မြန်မာနိုင်ငံရခုအခြေအနေရောက်ရှိရခြင်းမှာစစ်တပ်၏အချိန်ချင်းညှိနှိုင်းမှုကိုလက်မခံဘဲအတင်းလွှတ်တော်ခေါ်သည့် NLD ကြောင့်ဟုစံဖို့ခင်ဤအပြစ်တင်ပြန်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် မြန်မာနိုင်ငံအနေဖြင့်ယခုကဲ့သို့အခြေအနေမျိုးရောက်ရှိနေရခြင်းမှာစစ်တပ်အချင်းချင်းညှိနှိုင်းမှုကိုလက်မခံပဲအတင်းလွှတ်တော်ခေါ်ရန်ကြိုးပမ်းခဲ့သည့် NLD ကြောင့်ဖြစ်ကြောင်းချက်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကအပြစ်တင်ပြောဆိုလိုက်ပါတယ်။နေပြည်တော်ဇေယျတီတိမျိုးနယ်တွင်လာရောက်ခိုလုံနေသောချက်ဖို့ပါတီအဆက်အနွယ်စစ်ပေးရှောင်းများကိုထောက်ပံ့ကူညီမှုများပေးသည့်အခမ်းအနားတွင်ခင်ကြီးကထို့သို့ထုတ်ဖော်ပြောဆိုခြင်းဖြစ်ပါတယ်။ စစ်ပေးရှောင်ရတဲ့အကြောင်းရင်းကိုတိချစွာပြန်စင်းစားကြည့်လျင်2020ရွေးကောက်ပွဲမတိုင်မီကာလနိုင်ငံတဝန်းအလွန်အေချမ်းခဲ့ကြောင်းတို့ရတွင်2020ရွေးကောက်ပွဲအပြီးစစ်တပ်အကြိမ်ကြိမ်ညှိနှိုင်းမှုကိုလက်မခံခဲ့ပေလွှတ်တော်ကိုစွန့်ခေါ်ယူရန်ကြိုးပမ်းသည့်အာဏာရှိအဖွဲ့အစည်း၏လုပ်ရကြောင်းယခုကဲ့သို့အခြေအနေများဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟုကျန်ဖို့ခင်ကဆိုပါသည် ကျန်ဖို့ခရင်က NLD ဟုတိုက်ရိုက်အမည်မတက်တော့လေတရက်ခန့်မှရင်းအချိန်ကအာနာရှိသည့်အဖွဲ့အစည်းဖြစ်သည်ဟုဆိုက NLD ဤသို့အတင်းလုံမှုကြောင့်ယခုကဲ့သို့အခြေအနေများဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟုပြောဆိုပါရယ်ပြန်စင်စားကြည့်2020ခုနှစ်ရွေးကောက်ပွဲရွေးကောက်ပွဲမတိုင်မီအချိန်တုန်းကအေးအေးချမ်းချမ်းပင်သွားကျင်တဲ့နေရာကိုသွားလို့မရဘူးလားအလုတန်းတွေရောလုပ်လို့မရဘူးလားကလေးတွေချောင်းပျော့ပျော့ရွှင်ရွှင်တက်လို့ရတယ်ကျန်တဲ့အသက်အနည်းရဆိုတာမရှိသလောက်ပါပဲ အေးအေးချမ်းချမ်းနဲ့ကျွန်တော်တို့နိုင်ငံကြီးကဒီလိုနှစ်ပေါင်းများစွာ ဖြစ်တည်လာခဲ့တဲ့အခြေအနေရှိတယ်။သို့တော်လည်း2020ရွေးကောက်ပွဲကာလမှာအဲ့ဒီတော့ဒီနေရာမှာတာဝန်ရှိတဲ့နိုင်ငံတော်အဖွဲ့အစည်းတွေနိုင်ငံရေးပါတီတွေညှိနှိုင်းနိုင်နိုင်လှုပ်ကြဖို့ပြန်လည်ဆန်းစစ်ဖို့ကြိမ်ပန်းများစွာတောင်းဆိုပါရယ်။သို့တော်လည်းအဲ့ဒီအချိန်တုန်းကအာဏာရှိနေတဲ့အဖွဲ့အစည်းကလက်မခံခဲ့ကြပဲအတင်းအဓမ္မလွှတ်တော်ခေါ်ဖို့လွှတ်တော်ဖွဲ့ဖို့လုပ်တယ်။လွှတ်တော်ဖွဲ့ပြီးဆိုရင် အစိုးရတပ်တန်းတစ်ခုထပ်ဆရရတော့မှာပုံ ဖြစ်သူရဲ့အသေးချာကမဲတပြားဆိုတာကလည်းအထိပ္ပယ်မရှိတော့ဘူးပေါ့အချိန်ချင်းညှိတော်လေအတင်းလုတ်တဲ့အတွက်ကြောင့်ဒီလိုဖြစ်ရတာပါတရားခံဘသူလဲလို့မေးရင်အဲ့ဒီတုန်းကရှိခဲ့တဲ့အဖွဲ့အစည်းရဲ့အဲ့ဒီတုန်းကရှိခဲ့တဲ့အဖွဲ့အစည်းရဲ့အတင်းအာဓမဆောင်ရွက်ချက်ကြောင့်လို့ပြောရမှာပဲဟုကြက်ဖွဲ့ခင်ကပြောပါတယ်ရှင်အပြင်အန်ဒဒီအချို့မှာဒီပါတို့ထွက်ခွာသွားပြီးမြေပေါ်တွင်လည်းလက်နက်ကင်တိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းထို့သောတိုင်းပြည်လက်ရှိအခြေအနေမှာ NLD ကြောင့်ဖြစ်ရခြင်းဖြစ်သည်ဟုခင်ကဆိုပြန်သည် အဖွဲ့အစည်းဝင်တွေအချို့တွေဖိပကိုထွက်သွားတယ်။မြေပေါ်မှာလက်နက်ကင်တောင်းကျမ်းသူတွေပေါ်လာတယ်။ကျွန်တော်ပြောသလိုထိတ်ဆိတ်အေးချမ်းနဲ့ကျွန်တော်တို့နေမိလေးကအကြမ်းဖက်လူတွေကြောင့်လက်နက်ကင်ပြိပခတွေပေါ်လာတယ်။သူတို့ကြောင့်ပေါ်ရတာကျွန်တော်တို့ပါတီတွေထောင်ချော်အသက်ခံရတယ်။ရုံးတွေမြောင်များစွာမိရှို့ခံရတယ်ဟုခင်ကြီးကပြောဆိုပါတယ်။မင်းအောင်လိုင်ကလည်းနိုင်ငံလက်ရှိအခြေအနေရောက်ရှိရခြင်းမှာ NLD ပါတီကြောင့်ဟုမကြာခဏဆိုသလိုထုတ်ဖော်ပြောဆိုနေချိန်ချက်ဖို့ခင်ကြီးကလည်း ရင်းကဲ့သို့အမြင့်သဘောတူညီစွာဖြင့် NLD ပါတီကိုအပြစ်ဖို့လာခြင်းဖြစ်ပါသည်။2020ရွေးကောက်ပွဲအပြီး NLD ပါတီကအပြတ်သက်မဲနိုင်ရရှိခြင်းမလဲစစ်တပ်ကဂျောင်းဝင်ရက်နှင့်အာနာသိန်းရန်ကြံဖို့ပါတီကဦးဆောင်ပြီး၎င်း၏နောက်လိုက်များနဲ့အတူကြီးညာချက်ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။ဆလပီဘကိုးတိုင်းပတောင်မြို့နယ်ရှိစစ်တပ်၏ point 666စခန်းကုန်းကို AA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနေရီကံပြူဟာကုန်းကိုလည်းအပိသက်သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်နေ စစ်တွေမျိုးအနည်းတွင်လည်းတိုက်ပွဲများပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အကူတိုင်းပထောင်မြို့နယ်ရှိစစ်တပ်ဤပွိုင်666စခန်းကုန်းကိုအေအေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနေရီကန်ဖြူဟာကုန်းကိုလည်းအပိသက်သိမ်းပိုက်နိုင်ရေးချိုးစစ်ဆင်နေကြောင်းအေအေကရမန်နီညာပိုင်းသတင်းထုတ်ပြန်ပါတယ်။အော်တိုဘားလ14ရက်နေ့နနက်9:05မိနစ်အချိန်ပဲခူးတိုင်းပထောင်မြို့နယ် ပကံကွဲကျေးရွာတောင်ဘက်အနီးတွင်ရှိနေသောစစ်တပ်666.0ဂုံးကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်၃နာရီအကြာ၃ဘက်၃တပ်မှထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင်အဆိုပါ666.0စက္ကန့်ကို AA ကသိမ်းပိုက်ရယူနိုင်ခဲ့ကြောင်းသိရပါတယ်။ AA ကသိမ်းပိုက်ရရှိသွားသော .666 စက္ကန့်ကုန်နှင့်ပတ်ဝန်းကျင်တွင်နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည်မှာကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်တော်လေ။အော်တိုဘားလ14ရက်နေ့တွင် AA ကထိုးစစ်အရှိန်ကိုမြှင့်၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း 0.666စက္ကန့်သိမ်းပိုက်ခဲ့စဉ်စစ်သားအလောင်းအချို့လက်နက်ခဲယံနှင့်စစ်တုံးဆောင်ပစ္စည်းအချို့ကိုလည်းသိမ်းဆည်းရရှိခဲ့ကြောင်းအဆိုပါထိုးစစ်အတွင်အေအေစစ်တီတချို့လည်းကြာဆုံးခဲ့ကြောင်းသိရပါတယ်။အလားတူအေအေကစစ်တပ်၏နှက်ရီကန်ပြူဟာစက္ကန့်ကုန်းကိုအပြီးသက်သိမ်းပိုက်ရယူရန်အတွက်အနေငယ်သောလက်ချက်နှစ်ရာအချို့ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကဲ့သို့ဂစင်ကလျားထွက်ပြေးနေကြသောစစ်တပ်နှင့်လည်းနေရာအချို့တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း လက်နက်ချအလင်းဝင်ရောက်လာသူများကိုလည်းစစ်တုံးပန်းဥပဒေနဲ့အညီကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားကြောင်းသိရပါတယ်။ AA ကတိမ့်ပတ်ရန်ကြန့်ရှိနေသောရခိုင်ပြည်စစ်တွေမျိုးအနီးပတ်ဝန်းကျင်တွင်လည်းလက်နက်ကြီး drone အပြန်လှန်တိုက်ခိုက်မှုများမှာယခုရက်များအတွင်ပုံမှုပြင်းထန်လျက်ရှိကြောင်းထို့ပြင်အရက်ကပဲခူးတိုင်းအဆက်အရက်ကမကွေးတိုင်းအဆက်အရက်ကအေယာဝတီတိုင်းအဆက်တို့တွင်စစ်တပ်ဤထိုးစစ်များကိုအရက်ကတပ်တော်ဤအကောင်ဆုံးခန့်စစ်များနှင့်အတူတံပြန်ထိုးစစ်များဖြင့်ဟန်ချက်ညီဆင်နွှဲလျက်ရှိကြောင်းသိရပါသည် ရှင်ပြင်ရမန်နေ့အောက်တိုဘာလ15ရက်နေ့မွန်းလွဲ3:55မိနစ်အချိန်အေယာဝတီတိုင်းရေကြီးမြို့နယ်ဆက်ဆက်ယူကြီးပါအနီးတွင်လည်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲမှာမိနစ်အနည်းငယ်ကြာမြင့်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးလက်ရှိအနေအထားပေါ် CFRE သုံးသက်ချက် American အခြေဆိုင် Council on Foreign Religion အဖွဲ့ကြီးမှလက်ရှိအနေအထားကိုယခုလိုသုံးသက်ပြခဲ့သည်။ 2021ဖေဖော်ဝါရီလအာနာသိမ့်ပြီးချိန်တွင်စေအုပ်စုသည်စန့်ကျင်လာမှုများကိုအလွယ်တကူနှိမ်နှင်းပြစ်လိုက်နိုင်မည်ဟုတွက်ဆခဲ့ကြသည်လက်နက်အင်အားအရင်းမြစ်များအဆဆအယယတာလွန်နေသည့်အပြင်တပတ်တွင်လည်းစူးစီးထားသည့်အင်အားမဲမဲရရမရှိဖြစ်နေသည်နောက်ပိုင်းတွင်နေမည်အမြောင်များစက်တိုက်ဆိုသလိုလက်လွတ်ခဲ့ရပြီးစီးပွားရေးအရင်းအမြစ်များလူတို့၏စိတ်နှလုံးကိုပါလက်လွတ်ဆုံးရှုံးသွားခဲ့ရသည်။ အတင်းအဓမ္မစစ်ထဲဆွဲသွင်းလာသောလူငယ်လူရွယ်လေးများအပေါ်အားထားလာခဲ့ရတော့လေဒေါ်လာရေးတက်ဖွဲ့များဤချိန်မုံချင်းခံခဲ့ရပြန်ပြီးရင်ဆိုင်တိုက်ပွဲများတွင်လည်းအရေးနှိမ့်လာခဲ့သဖြင့်အရာရှိများအကြက်စစ်တီများအစုလိုက်ပြုံလိုက်ထွက်ပြေးခိုလုံလာခဲ့ကြသည်နိုင်ငံအကျယ်ဝန်း၏20ရာခိုင်နှုန်းသာထိန်းချုပ်ထားနိုင်စေဖြစ်ပြီးဒေါ်လာရေးတက်များဘက်ကမူ၎င်းတို့ထိန်းချုပ်နိုင်မှု၏နှစ်ဆကျော်ခန့်သိမ်းယူထားသည် အေယဝရီတရင်ကစစ်ဖက်မှခိုးလုံလာသူများဖွဲ့စည်းထားသောဖြီသူရီမန်ချက်အဖွဲ့ဤထုတ်ပြန်ချက်အားကိုးကားပြီး2025ဇန်နဝါရီမှစက်တင်ဘာလအတွင်းစေအုပ်စုတပ်ဖွဲ့ဝင်များရဲများတပ်သားတင်များမှဖက်ပြောင်းလာသူလက်နက်ချသူစုစုပေါင်း2000ကျော်ခန့်ရှိသည်ဟုဖော်ပြထားသည်အများစုမှာစစ်မှုရန်ဥပဒေနှင့်ဆက်နွယ်ပြီးဒေါ်လာရေးဘတ်တစ်ဖြည်းဖြည်းခိုးလုံလာကြခြင်းဖြစ်သည်ဒေါ်လာရေးမဟာမိတ်အဖွဲ့တွင်တိုင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းစွာဆန္ဒပြခြင်းကိုစွန့်ခွာခဲ့သောလူငယ်များပါဝင်နေသည် အမေရိကန်ပြည်သူအသက်အန္တရာယ်ထိခိုက်မှုမရှိသည့်အကူအညီများဖြင့်လေ့ကျင့်ခဲ့ကြပြီးကိုပိုင်တက်မြောက်ဖွဲ့စည်းလာကြသည်။ဆီအိုဆိုသည်နောက်ဆုံးပေါ်လန်နက်များအပြင်ဝေဟင်ကိုစုမှုထားနိုင်သည့်ကြောင့်မှဒေါ်လန်ရေးညွန်ပါအဖွဲ့များ၏အောင်မြင်မှုကိုကြက်တီတီသွားခဲ့ကြသည်။တိုင်းသားတက်များသည့်၎င်းတို့အချင်းချင်းပြန်တိုက်နေကြသူများဖြစ်၍မကြမီပြိုကွဲသွားမည်ဟုမျှော်လင့်နေကြတော့လေရခုထက်ထိခိုင်ခိုင်မြဲမြဲမဟုတ်သည့်တိုင်လက်ချင်းချိတ်ထားနိုင်ကြစေဖြစ်သည်။ဒေါ်လာရေးအဖွဲ့များနဲ့၎င်းတို့အားပြင်ပမှ ထောက်ခံမှုပေးနေကြသူများကလက်ရှိတွင်စေအုပ်စုသည်လူဦးရေအများစုနေထိုင်ရာဒေသများကိုထိန်းချုပ်ထားနိုင်စေဖြစ်တော်လဲပြိုလဲသွားဖို့သာရှိသည်ဟုခန့်မှန်းနေကြစေဖြစ်သည်သို့တော်လည်းဩစတြေးလျရှိ Lori Institute ကမှရင်းသည့်ဓမ္မဒိဋ္ဌံကြကြသုံးသက်ခြင်းမျိုးမဟုတ်ပဲကိုလိုရဆွဲတွေးနေခြင်းသာဖြစ်သည်ရှက်ကူပင်ဆနလကြပြီးသည့်နောက်မှာပင်စောင်းကြီးလေးလာသူတချို့ကစေအုပ်စုသည်လုံးဝပြတ်တုံးထုံးမဲ့အခြေအနေမှာရှိနေပြီဟုအခိုင်အမာပြောဆိုနေကြဆဲဖြစ်သည်။ ၎င်းတို့သည်ဒုက္ခဒုက္ခပေါင်းများစွာရင်ဆိုင်နေရဆဲဖြစ်တော်လေယခုထိအံ့အားသင့်ပွေကောင်းလောက်အောင်ကြံ့ကြံ့ခံနေနိုင်ဆဲဖြစ်ပြီးတိုင်းပြည်ဤစည်းပွား၏အချက်အချာနေရာများနှင့်လူဦးရေအများစုကိုထိန်းချုပ်ထားနိုင်ဆဲဟုဆိုသည် ပြီးခဲ့သည့်လများအတွင်ဆေးအုပ်စုသည်ပြန်၍အရေးတာလာခဲ့သည်ကြောင်မဲကိုပြန်လည်တည်ယူနိုင်ခဲ့၍အရေးပါသောတည်ယူပို့ဆောင်ရေးလမ်းကြောင်းကိုထိန်းချုပ်နိုင်ခဲ့သည်2023 2024တွင်အကြီးအကျယ်အရေးနှိမ်လာခဲ့သည်ကိုတွေ့လာရ၍ဗီဂျင်းသည်ဆေးအုပ်စုအားအပြည့်အဝပံ့ပိုးပေးလာခဲ့သည် ။စစ်ကောင်ဆောင်များကိုလည်းတန်တမာရေးအရာအပေခံဖြစ်နေသည့်ဘဝမှဆွဲထုတ်ကူညီပေးလာခဲ့သည်။ပြည်ကျင်းသည့်2024ခုနှစ်အတွင်းစီးပွားရေးအကူအညီဒေါ်လာ3ဘီလီယံခန့်ကူညီမည်ဟုကမ်းလှမ်းခဲ့ပြီးစေုပ်စုနယ်မြေအချို့ပြန်သိမ်းနိုင်ရန်ဒရုန်းများပံ့ပိုးပေးလာခဲ့သည်။အမေရိကန်ကမှဒေါ်လာရေးဘတ်သို့ပေးပို့နေသောအကူအညီများဖြတ်တောက်ပစ်ခဲ့သည်။ထရန့်အစိုးရကမြန်မာတွင်မြေရှားတပ်ထုအမြောက်များထွက်ရှိနေသည့်အတွက်စေုပ်စုနှင့်ဆက်ဆံရန်ချိန်ဆနေသည်ဟုပင်သတင်းများထွက်ပေါ်လာခဲ့သည်။ ရှစ်ခုအခါမိသည့်ဘက်ကမှပြက်ပြက်သားသားအသာစီးရလာခြင်းမျိုးမရှိသည့်အတွက် ရုံမထွက်နိုင်သည့်အနေအထားဖြစ်လာနေသည်စေအုစုကမြို့ရွာများဘာသာရေးပွဲတော်များကိုရရဆက်ဆက်ဘုံကျဲတိုက်ခိုက်နေစေဖြစ်၍ဆက်၍တည်ကြရဖို့ရှိနေသည်တိုင်းပြည်သည်ထိုးထိုးဖြစ်လာနေသည့်အတွက်ပြက်တုံးလာသောနိုင်ငံဘဝရောက်လာနေပြီဖြစ်သည်လူဦးရေတဝက်နီးပါးသည်စင်ရဲပင်ပန်းစွာရုန်းကန်နေကြရပြီးတန်ပေါင်းများစွာသည်နိုင်ငံအတွင်အိုးမဲ့အိမ်မဲ့ဘဝရှောင်နေကြရသည် အခြားနိုင်ငံများသို့ထွက်ပြေးခိုလိုရသူများရှိလာသည်။နေရာအများပြားတွင်တရားဥပဒေစိုးမိုးမှုမျိုးမရှိတော့ပေလူသားချင်းစာနာထောက်ထားသည့်အကူအညီဆိုသည့်ကလည်းမဖြစ်ဆက်လောက်သာရရှိခဲ့သည်။အမျိုးသမီးများနှင့်မိန်းကလေးများအပေါ်အကြမ်းဖက်မှုများကလည်းတဟုန်ထိုးမြင့်တက်လာနေသည်။နှက်ဖျားကဲ့သို့ရောဂါများသည်လည်းနေရာအနှံ့တွင်တွေ့လာနေရသည်။ရာဇဝတ်ခိုင်းကြီးများကရှင်သန်ကြီးထွားလာနေသည်။တကယ်တမ်းမြန်မာပြည်ယခုအခါကမ္ဘာရာဇဝတ်ခိုင်းများ၏ဘဝအချက်အချာဖြစ်လာနေသည်။ ိုက်ပွဲများရောကျသွားမည်အလားအလာလည်းမရှိသည့်အပြင်စေအုစုမှရွေးကောက်ပွဲလုပ်မည်ဆိုသည့်ကိုလည်းအလျော့ပေးမည်ပုံမရှိပေ၎င်းတို့၏ရွေးကောက်ပွဲသည်တရားမျှတမှုရှိမည်မဟုတ်သည့်အပြင်ဖွဲ့စည်းပုံအားလည်းပြင်ဆင်ပေးမည်ဆိုသောဂတိစကားမျိုးမရှိသေး၍မိသူများဆိတ်ဆက်ဆွေးနွေးရေးစပွဲသို့ရောက်လာချမည်မဟုတ်သည့်အတွက်ဤသည့်နည်းနည်းမျှတည်ထက်ခိုင်မြဲသောငြိမ်းချမ်းရေးမျိုးလည်းရရှိနိုင်မည်မဟုတ်ပေ။ ထို့ပြင်အသက်အရွယ်ရလာပြီဖြစ်သောဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်အားအပြင်ထွက်စီးကူးသောခွင့်နှောင်းပေးရန်ညှင်းဆန်နေခြင်းကပင်၎င်းတို့ဘက်ကယူသားမှုမရှိသည့်လက္ခဏာပင်ဖြစ်သည်။ထိုကဲ့သို့လုံနေခြင်းကပင်တိုက်ပွဲများဆက်ဖြစ်နေဖို့အကြောင်းများဖြစ်လာပြီးတိုင်းပြည်ကိုဖျက်ဆီးပစ်နေခြင်းသာဖြစ်သည်။ပြည်သူများ၏တရားသောစစ်မုတ်ချအောင်ရမည်။